အမေရိကန်ကြားပြတ်ရွေးကောက်ပွဲကိုနိုဝင်ဘာ6ရက်နေ့မှာကျင်းပသွားမှာဖြစ်ပြီးထွက်ပေါ်လာတဲ့ရလဒ်ကတော့လက်ရှိသမ္မတဒေါ်နယ်ထရန့်ရဲ့ဆွမ်းဆောင်ရည်ပေါ်အကဲဖြတ်ပေးတဲ့ပြည်သူတွေရဲ့သဘောထားအမြင်လို့ဆိုနိုင်မှာဖြစ်ပါတယ်။ People are seeing how bad it is. How pathetic it is. ဒီနေ့အဖြစ်တော့အမေရိကန်ဗရာနာဝါရီအတ္တဝါရီသမ္မတဖြစ်တဲ့ဒေါ်နယ်ထရန့်အတွက်နိုဝင်ဘာကြားပြတ်ရွေးကောက်ပွဲဟာကြီးမားတဲ့စင်ခေါ်ပူကြီးတရဖြစ်လာမှာသိကြနေပါတယ်။ မေရိကရဲ့နိုင်ငံရေးစံနှုန်းတွေကိုပြောင်းလဲလိုက်တာကြောင့်ဝေဖန်မှုတွေရောချီးကျူးမှုတွေပါခံယူခဲ့ရတဲ့ဒေါ်နယ်ထရန့်အနေနဲ့ယာရုသက်တမ်းတဝက်ကြိုးချိန်မှာပဲအဓိကစိန်ခေါ်မှုတရက်ကိုကြော်ဖြတ်ရတော့မှာပါရွေးကောက်ပွဲရလဒ်တွေကဒေါ်နယ်ထရန့်ရဲ့ရှေ့ဆက်သွားမဲ့လမ်းစဉ်နဲ့မူဝါဒတွေကိုဆုံးဖြတ်ပေးသွားမှာလည်းဖြစ်ပါတယ်။ဂျာပြတ်ရွေးကောက်ပွဲဆိုတဲ့အတိုင်းသမရနေရအပြောင်းလဲမရှိနိုင်ပေမဲ့လွှတ်တော်နေရရဲ့အင်အားချိန်ခွင်ရှာအပြောင်းလဲတွေကိုတော့တွေးမြင်ရဖို့ရှိနေပါတယ်။ စိနေနဲ့အောက်လွှတ်တော်တွေမှာအသာစီးရထားတဲ့ Republican အမတ်တွေကလက်ရှိအခြေအနေကိုဆက်ထိန်းဖို့ကြိုးစားလာမှာဖြစ်သလို Democratic အမတ်တွေကလည်းပြန်ပြီးအနိုင်ရဖို့ကြိုးစားကြပါလိမ့်မယ်။ American ကြားပြတ်ရွေးကောက်ပွဲမှာရွေးကောက်ခံမဲ့အမတ်နေရာတွေကအောက်လွှတ်တော်မှာ435နေရာ၊စိနေလွှတ်တော်မှာတော့35နေရာရှိထားပြီးပြည်내အုပ်ချုပ်ရေးမှူးရာတို့39ခုအတွက်လည်းတပြိုင်တည်းရွေးကောက်ခံသွားမှာဖြစ်ပါတယ်။ မေရိကန်အလွှတ်တော်ကအမတ်နေရာအလုံးအတွက်ပုံမှန်အဖြစ်နှစ်နှစ်တကြိမ်ရွေးချယ်လေးရှိပြီးစီနိုင်လွှတ်တော်မှာတော့အမတ်နေရာ၃ပုံတပုံအတွက်ပဲရွေးကောက်ခံခွင့်ရှိထားပါတယ်။အသာသီးရဖို့လိုအပ်တဲ့အ ਨੇ သောအမတ်နေရာပမာဏကအလွှတ်တော်မှာ218နေရာဖြစ်ပြီးစီနိုင်လွှတ်တော်မှာတော့52နေရာဖြစ်ပါတယ်။ပြည်내အသီးသီးလိုက်ဆိုင်းအင်းပြည်သူရမှာတော့ဂျားပြရွေးကောက်ပွဲမှာမဲပေးခွင့်ရှိထားတဲ့အမေရိကန်ပြည်သူပေါင်း159.6တန်းရှိထားတယ်လို့သိရပါတယ်။ ဒါပေမဲ့ကြားပြရွေးကောက်ပွဲတွေရဲ့ထုံးစံအတိုင်းအမှန်တကယ်မဲပေးပိုင်권ရှိသူတွေရဲ့40ရာခိုင်နှုန်းခန့်ပဲတကယ်တမ်းပါဝင်မဲပေးပွဲရှိနေတယ်လို့လည်းသုံးသပ်ထားကြပါတယ်။ကြားပြရွေးကောက်ပွဲမှာ Donald Trump ရဲ့ Republican ကိုယ်စားလှယ်တွေအသာစီးရခဲ့ရင်ထူးထူးခြားခြားပြဿနာမရှိနိုင်ပေမဲ့ Democratic တွေအနိုင်ရခဲ့ရင်တော့နိုင်ငံခြားရေး policy နဲ့အခြားအစီအစဉ်တွေအတွက်အတားအဆီးဖြစ်လာဖို့ရှိပါတယ်။ Democratic တွေရဲ့အမြင်မှာလည်းသမ္မတ Donald Trump ရဲ့လှုပ်ရက်တွေဟာ အမေရိကရဲ့ပုံရိပ်ကိုညှိုးနှွမ်းစေတယ်လို့ယူဆနေတာကြောင့်ဂျားပြက်ရွေးကောက်ပွဲကိုအခွင့်အလမ်းတရအနေနဲ့စ조사ရှင်ပြိုင်လာမှာသိကြပါပဲဂျားပြက်ရွေးကောက်ပွဲမှာဒီမိုကရက်တစ်နဲ့ရီပက်ဘလစ်ကန်ကိုယ်စားလှယ်တွေရဲ့သဘောထားကွဲလဲမှုကိုလည်းထင်ရှားရှားတွေ့မြင်ရဖို့ရှိနေပါတယ်အဓိကကွဲလဲချက်တွေကတော့လူဝင်မှုကြီးကြပ်ရေးကျန်းမာရေးစောင့်ရှောက်မှုနဲ့နိုင်ငံခြားရေးမူဝါဒတို့ပဲဖြစ်ပါတယ် အာဖရိကနယ်ပေါ်အမေရိကန်လူမဲတွေနဲ့ပတ်သက်ပြီးဒန်းတူညီမျှမှုကျင့်သုံးလိုတဲ့ဒီမိုကရက်တစ်အမတ်က85ရာခိုင်နှုန်းရှိနေပြီရီပက်ဘလီကန်တွေဘက်မှာတော့29ရာခိုင်နှုန်းသာရှိထားပါတယ်။စီးနိုင်အမတ်နေရာအတွက်ပြိုင်ဆိုင်မှုပြင်းထန်မဲ့ပြည်နယ်တွေထဲမှာအင်ဒီယားနာ၊ဖလော်ရီဒါ၊မစ်ဆူရီ၊နီဗားဒါ၊မြောက်ဒါကိုတာနဲ့အနောက်ဗာဂျီးနီးယားတို့ ပါဝင်နေပါတယ်။ကယ်လီဖိုးနီးယား၊ကင်တက်ကီ၊တက်ဆတ်၊နယူးယောက်ပြည်နယ်တွေကခရိုင်တချို့မှာတော့အောက်လွှတ်တော်အမတ်နေရာတွေအတွက်ပြိုင်ဆိုင်မှုပြင်းထန်ပွဲရှိနေပါတယ်။ ရွေးကောက်ပွဲ30ခန်းမှန်းနဲ့538 website ကတော့စီးနှိတ်လွှတ်တော်မှာဒီမိုကရက်တစ်တွေအနိုင်ရဖို့အခွင့်အလမ်း၅ပုံတပုံသာရှိပြီးအောက်လွှတ်တော်မှာတော့87.300ခန်းလုံးရှိတယ်လို့ဖော်ပြထားပါတယ်။ဒါပေမဲ့မဲပေးမဲ့ပြည်သူတွေအနက်47.800ခန်းလုံးကသာ Trump ကိုထောက်ခံကြပြီး52ခန်းလုံးကျော်ကမလိုလားကြောင်းလဲဖော်ပြထားပါတယ်။ဒါပေမဲ့သတိထားရမယ့်အချက်ကဒီမိုကရက်တစ်တွေအနေနဲ့အောက်လွှတ်တော်မှာသာအနိုင်ရပြီးစီးနှိတ်မှာအင်အားနည်းနေမယ်ဆိုရင်တော့ဒေါ်နယ်ထရန့်ကိုထိထိရောက်ရောက်ဆန့်ကျင်နိုင်မှာမဟုတ်ဘူးဆိုတာပါပဲ။ အလားတူပဲစီးနိုင်မှာအနိုင်ရပြီးအောက်လွှတ်တော်မှာအသာစီးမရခဲ့ဘူးဆိုရင်လေဒီမိုကရက်တစ်တို့အခြေလာမှာမဟုတ်ပါဘူးဥပဒေရေးရအစိုးရချက်တည်းရကိုအောက်လွှတ်တော်ကထောက်ခံတင်သွင်းမှာသာအထက်စီးနိုင်ကမဲဆန္ဒအလိုက်ဆုံးဖြတ်ပြီးအတည်ပြုပေးနိုင်တာမျိုးဖြစ်ပါတယ်ဒါပေမဲ့ပိုအရေးကြီးတာကစီးနိုင်အမှတ်နေရာတွေရယူနိုင်မှုပါပဲစီးနိုင်လွှတ်တော်မှာသာဒီမိုကရက်တစ်တို့အင်အားကြီးစိုးနိုင်ရင်တရားသူကြီးချုပ်နဲ့တခြားအစိုးရထိပ်တန်းရာထူးနေရာတွေကိုဒေါ်နယ်ထရန့်ရဲ့စိတ်ကြိုက်ခန့်အပ်နိုင်တော့မှာမဟုတ်ပါဘူး တကယ်လို့များလွှတ်တော်နှစ်ရက်စလုံးမှာသာဒီမိုကရက်တစ်တို့အသာစီးရခဲ့မယ်ဆိုရင်တော့တမနာဒေါ်နယ်ထရန့်ကိုဆွဲချက်တွေအရေးယူနိုင်လောက်တဲ့အခွင့်အာဏာမျိုးကိုတော့ရလာဖို့ရှိနေပါတယ်။ဒါကြောင့်နိုဝင်ဘာရွေးကောက်ပွဲဟာအမေရိကရဲ့နိုင်ငံရေးအလှည့်ပြောင်းတစ်ရက်ဖြစ်လာနိုင်တဲ့အထိအရေးပါနေကြောင်းဖော်ပြလိုက်ရပါတယ်။ဒီတစ်ပတ်ဆန်တော်ဂျင်းရဲ့နိုင်ငံတကာရေးရ30ဆောင်းပါအစီအစဉ်ကိုတလောင်းနဲ့ပဲညံ့ပါရစေခင်ဗျာ။ ောက်တစ်ပတ်တွင်မှလည်းစိတ်ဝင်စားစရာကောင်းတဲ့နိုင်ငံတကာရေးရအစီအစဉ်တွေကိုဆက်လက်တင်ဆက်ပေးအောင်မှာဖြစ်တာကြောင့်စောင့်မျှကြည့်ရှုပေးကြဖို့ဖိတ်ခေါ်ရင်းနှုတ်ဆက်လိုက်ပါရစေ။